Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာတော့ Premier League ပွဲစဉ်38ဖြစ် Manchester United က Aston Villa နဲ့ရှင်ပိုင်ကစားမယ်ပေါ့လေကျွန်တော်တို့ပွဲကြိုသုံးသပ်ချက်လဲမနက်ကလုတ်ခဲ့တဲ့အတိုင်းပဲဘလောက်ထိကျွန်တော်တို့အနေနဲ့ဒီပွဲကအသင်းအတွက်မျှော်လင့်ချက်မရှိတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့ကြရတယ်ဒါမှမဟုတ်ဘယ်တော့ဟိုဘယ်လိုရမလဲဒီအသင်းသားတွေနေနဲ့ဗျာဒီနောက်ဆုံးပွဲကိုတော့ဒီမှာအနေသုံးတော့မင်းနိုင်အောင်ဆွမ်းဆောင်ပြတင်နေပြိတ္တတွေကိုအားနာတဲ့နေနဲ့เนาะဘာလို့လဲဆိုတော့ကျွန်တော်တရားဒီလုံးဆိုသလို ပရိသတ်တွေကဒုက္ခခံခဲ့ရတာစိတ်ဒုက္ခเนาะတရားစီလုံးဆိုလို့စိတ်ဒုက္ခခံခဲ့ရတာအော်အခုသူပြင်ကျွန်တော်တို့စီမာတော့ထားပါတော့ဗျာသူတို့စီမာဆိုလို့ရှိရင်သိတယ်မလားဟာအမြဲတမ်းဘလောက်ပဲကိုအတင်းကနိုင်ပွဲတွေရဖို့ယုံကန်နေရပါစေဘလောက်ပဲတိုင်ပက်နေပါစေဘာမှတပြားမှမရပဲねငွေကုန်ကြီးကြားခံပြီးတော့အလုပ်သမားတွေရောဘာတွေကိုတွားကြည့်နေရတာတော့ကွင်းထဲမှာလဲဒါဟာပွဲစဉ်38ဖြစ်တယ်လို့ကိုအိမ်ကွင်းမှာရှင်မင်းကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကပရိသတ်တွေကတော့လာကြည့်အောင်မှာပဲဆိုတော့နောက်ဆုံးပွဲကိုတော့ ဒီကောင်းနေပြိတက်တီကိုတိုင်းတာတစ်ခုဒီကောင်းအောင်လောက်ပြသင့်တယ်ပြိတက်တီကိုပျော်ရွှင်မှုပေးသင့်တယ်ဗျာဒီလားနော်ပွဲစဉ်38ပရီးမီးယားလိအပီကျွန်တော်ရှုံပြီးတော့လက်ခုပ်တီးရတာကြီးဘာလို့မှလဲဟုတ်တယ်မလို့နော်နိုင်ပြီးတော့လက်ခုပ်တီးပြမှအင်းဒါမှပြိတက်တီတွေအချင်းချင်းကောင်းမှာပဲဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့သိတဲ့အတိုင်းပါပဲအက်စတူမီလာကတောက်ချောင်းကောင်းနေတာချန်ပီယံစ်လိဝင်ခွင့်လဲသူတို့ကဒီရဖို့ရှိနေတာဒါနဲ့ပတ်သက်ပြီးတော့ကိုအတင်းအတင်းတွက်ကဘာမှတိတ်တော့လုံနိုင်မယ်လို့တော့မထင်ဘူးပေါ့လေသူတပင်းတော့ ကနာချူရူလူစာမာရီဒီနေ့ပွဲစဉ်မှာပါဖို့မရှိတာတော့နီးပြကမေဆန်မောက်ပဲကျွန်တော်ထည့်ဖို့ရှိတာကိုဒါအပြင်တခြားခြားဒီတိုင်းတူတူပဲเนาะပြောရမေဆိုရင်လူစင်းကအပြောင်းလဲအများကြီးမရှိဘူးအာကူရစ်စာမာရီလည်းအလောက်ရှိတာမဟုတ်ဘူးယိုချူဝါဇစ်ဇီရိုဘာလို့ကိုလည်းယူရိုပါလိဖိုင်နယ်မှာနိုင်ငံဝင်ကစားတယ်ဆိုပြီးမြင်လို့နီးပြကနောက်ရာသီတွေတိုင်ပတ်မှာဆိုလို့သူထည့်ချင်မှာထည့်မှာအဲကျွန်တော်ကြည့်မေဆိုရင်အက်စတူမီလာကိုနိုင်အောင်ကစားနိုင်မဲ့ပလေယာတွေဆိုတာအသင်းမှာတိတ်မရှိဘူးเนาะဒီပွဲကလည်းကိုရီအတွက်တော့အတိတ်ပဲမရှိတော့ဘူးဗျာ ဒါပေမဲ့ Aston Villa အတွက်တော့အများကြီးအတိတ်ပဲရှိတဲ့ပွဲဆိုတော့ကိုရီကိုအဝေးခွင့်ဖြစ်ပါစေဦးတော့ဒီကောင်တွေအနိုင်ချမှာပဲကိုရီကလည်းရှိအဆင့်16မှာရောက်နေတာဆိုတော့မျော်လင့်ချက်ကဘာမှမရှိသလိုတခြားဘယ်အသင်းကမှနိုင်အောင်ဆွမ်းဆောင်နိုင်ခြင်းကျွန်တော်ရှိတဲ့တည်းမှာပါနေတာမဟုတ်ဘူးတော်တော်လေးကိုတိုင်ပတ်တယ်ဒါကြောင့်ပါနော်ကစားသမားတွေအနေနဲ့ကျွန်တော်တို့မျော်လင့်စရာမရှိဘူးငါတို့ဘယ်လောက်ထိမှမျော်လင့်မထားဘူးပေါ့နော်တကယ်နိုင်ပွဲနဲ့ပတ်သက်ပြီးတော့လည်းမဖြစ်မနေကံအမေဘာညာအချင်းမျိုးနေလည်းဟုတ်မနေဘူးဆိုတော့ဘာမှတော့မျော်လင့်ချက်မရှိဘူး ်သို့တော်လည်းပဲကစားမားတွေဘက်ကတော့မင်းတကယ်ပြောတာအကောင်းဆုံးဒီကောင်လေးလှုပ်ပြတင်တယ်ဒီကောင်လေးတရားစီလုံးဒုက္ခပေးလာတာဗျာနော်ဂူဒမာအန်ဒရယ်အိုနနာကဆက်လို့နောက်တန်းကွန်းလင်းနဲ့တိုက်စစ်အကုန်လုံးတရားစီလုံးဒီကောင်လေးမန်ချက်စတာယူနိုက်တက်တင်ကိုကောင်းကောင်းဒုက္ခပေးလာတာပြိသက်တွေကိုကောင်းကောင်းဒုက္ခပေးလာတာတကယ်တမ်းကူရီကပြိုင်ဘက်အသင်းနဲ့ရှင်ပိုင်ကစားရတဲ့ချီနေမျိုးကပြိုင်ဘက်ကိုဒုက္ခပေးဖို့ကြိုးပမ်းပါဒီကောင်လေးကကိုလူတွေကြီးပဲဒုက္ခပေးနေတယ်ဆိုတော့ဒီပွဲဟာဟိုနောက်ဆုံးပွဲဖြစ်တယ်လို့ပေါ့နော်အတိုင်းတာတစ်ခုဒီအချီနေကောင်းတဲ့ပွဲပါပြိသက်တွေကိုသူတို့က ြန်ပြီးတော့တုံ့ပြန်တဲ့အနေနဲ့ပေါ့နော်သူတို့တွေအတိုင်းအတာတစ်ခုတည်းတော့နိုင်အောင်ဆွမ်းဆောင်ပြသင့်တယ်နောက်တစ်ခုကဒီပွဲမှာတိတ်တော့မထင်ပါဘူးဒါပေမဲ့မျှော်လင့်တာကလူငယ်ကစားမားတွေကိုအများစုတွေ့ရဖို့ပဲကျွန်တော်ပွဲကြိုးသွန်သက်ချက်တွေမှာတော့အဲဒီပွဲ MO တွေကဒီအသုံးပြုလာနိုင်ခြင်းရှိတဲ့လူစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့ကြတဲ့နေမှာဘာလူငယ်လူစင်းမှကျွန်တော်မပါဘူးဒါပေမဲ့လို့ကျွန်တော်လူငယ်တွေကိုဒီဗာလဲဟိုမှာတော့ရာတီယိုခြေတန်းပွဲစဉ်တွေမှာတော့အများကြီးမြင်ရတဲ့နေလို့ ကျွန်တော်ထင်နေထည့်ပြီးတော့ကစားတင်တယ်လို့ကျွန်တော်ယူဆရတယ်အဲ့လိုပဲလက်ရှိဒီအက်စတိုမီလာနဲ့ပွဲမှာလည်းလူငယ်ကစားမားတွေကို MOD နေနဲ့အများကြီးပို့ပြီးတော့သုံးတင်တယ်လို့ကျွန်တော်ထင်တယ်ယူရှွာ60ဘာတို့ကိုဒီနေ့ပွဲမှာထည့်မယ်စားကျွန်တော်တို့ရက်စမတ်ဝိုင်လန်ကိုထည့်ပြီးရင်ချီရိုအူဘီတို့ကိုဘာတို့ကိုကျွန်တော်တို့ဒါပွဲကစားခွင့်နေပေးဒါမှမဟုတ်ကျွန်တော်ဖိရမယ်ကယ်ရီအာမက်စ်တို့ကိုကျွန်တော်ပို့ပြီးတော့မြင်ရတင်တယ်ကွင်းလယ်မှာတူဘီကောလီယာတို့မိနစ်အနည်းငယ်ဝင်ကစားတာမျိုးမြင်ရတင်တယ်နောက်တက်မှာလည်းလူငယ်လေးဖရက်ဒရစ်ဆင်တို့ဘာတို့အတိုင်းတာတစ်ခုဒီပွဲထွက်လာတာမျိုးကျွန်တော်တို့ကြုံရတင်တယ်အဲဒါကြောင့် ဟို MOD နေနဲ့ဒီနေ့ပွဲစဉ်မှာမျှော်လင့်ချက်မရှိတာတောင်မှလူငယ်တွေကိုမြင်ကျင်တဲ့ပြဿနာတွေကများတယ်။နော်လက်ရှိ senior player တွေကိုအမှန်တမ်းပြောရင်နိုင်ပွဲရအောင်ဆွမ်းဆောင်ပေးနေတဲ့တမျိုးအဲ့လိုမဟုတ်ဘူးဆိုဘယ်သူမှမြင်ကျင်ရတာမဟုတ်ဘူး။အဲ့ဒါမလားနော်။ဒါကြောင့်လူငယ်တွေကိုအများကြီးမြင်ရတဲ့နဲ့ဂျီရိုတို့ဘာတို့ကစပါနော်။အ ਨੇ ဆုံးလူငယ်3ယောက်4ယောက်လောက်ထိကိုကျွန်တော်မြင်ရတဲ့အခြေအနေမျိုးပါ။ဒီပြဖြစ်သူကတော့တကယ်ပွဲထုတ်လာဖို့ကတော့အခြေအနေနည်းပါတယ်။ဘာလို့လဲဆိုတော့သူ့ဘက်ကတွေးရင်လည်းပဲ okay ။နောက်ဆုံးပွဲလေးဖြစ်တယ်။အာ နိုင်ဖို့အတွက်အတင်းကအချင်းကြီးအဲ့လောက်ကောင်းနေတာမဟုတ်ပေမဲ့လည်းလို့နော်နိုင်မြန်းနိုင်မလားဆိုတဲ့ပုံစံနဲ့ပွဲထွက်လူစင်မှာ strong အဖြစ်ဆုံး7ယောက်နဲ့သူထည့်မှာပဲထည့်ပြီးတော့ဗောနော်ပရိသတ်တီကိုနောက်ဆုံးကျွန်တော်တို့ပွဲမှာနိုင်ပွဲလဲယူပြီးဖို့အတွက်သူဆန္ဒရှိခြင်းရှိမှာပဲပေါ့လေဒါပေမဲ့လို့ကိုကစားမားတွေကယုံကြည်ရတဲ့တဲ့မှာကျွန်တော်မပါဘူးနော်ဒါကြောင့်ကျွန်တော်တို့ခြုံကြည့်ရင်ကစားမားတွေအနေနဲ့ဘသူတွေလူငယ်တွေပဲဖြစ်ဖြစ် senior player တွေပဲဖြစ်ဖြစ်ဗောနော်ပွဲထွက်လာတဲ့ဆိုတဲ့နေရာမှာ lander တကူကြီးကျွန်တော်အများကြီးပူကောင်းလို့လုံတင်နေပရိသတ်တီကိုနိုင်ပွဲနဲ့ ဒီရာဒီကိုကျွန်တော်နှုတ်ဆက်ဖို့ဒီလိုကြိုးပမ်းတင်နေတရားဒီလုံးဒုက္ခပေးလာတဲ့နောက်တစ်ပိုင်းနောက်ပိုင်းမှာဆိုတော့ဒီညထုံးတဲ့တိုင်းပဲပေါ့လေကျွန်တော်က watch long season ရှိတယ်ပေါ့နော်အာကျွန်တော်တို့အမြဲတမ်းလုပ်နေကြဆိုတဲ့အခါကျတော့နောက်ဆုံးပွဲမှုလို့ဘာမျိုးလင်းချက်မှမရှိလို့တော့ကျွန်တော် skip တာမျိုးဘာမျိုးလည်းရှိမှာမဟုတ်ပါဘူးเนาะအဲ့ဒါပြီးပြီဆိုတာနဲ့နောက်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 ပွဲဒီမှာဆိုရှင်ပေါ်မှာ channel ဘာလို့မှာထားပါတော့ Champions League ဘလူးဝဲတွေကျွန်တော်ရှိမယ် Conference League ကတော့ကျွန်တော်တွေးနေတာလောက်ဖို့များပါတယ်။ Conference League ဘလူးဝဲတွေကျွန်တော်ရှိမယ် ပြီးရင်ကလပ်ဘောကပ်ပွဲစဉ်တွေကျွန်တော်တို့ရှိမယ် watch လောင်းတွေပါကျွန်တော်တို့ဖိုဘောမချမ်ပတ်ကိုအများကြီးလှုပ်သွားမယ်ဒီယာဒီပြီးတာနေပေါ့နော်ကိုရီးယားတက်ပြီးတော့လာတော့မှာမဟုတ်ဘူးလေဗျာယာဒီဂျိုခြေစမ်းပွဲစဉ်တွေကလည်းမှန်တမ်းပြောရင်အဲ့လောက်ထိလှုပ်ချင်စိတ်ရှိတယ်တယ်မပါဘူးကလပ်ဘောကပ်မှာအရေးကြီးတဲ့ပွဲစဉ်တွေပါနေရင်ပေါ့ဒါပေမဲ့လို့ United ဟာ United ပဲဆိုတဲ့အတွက်ဒါယာဒီဂျိုခြေစမ်းပွဲစဉ်တွေမှာကျွန်တော်တို့ပြန်ပြီးတော့တွေးကြမယ်ကျွန်တော်ကြားထဲမှာလည်းအပြောင်းရွှေ့တင်းနေတဲ့ပတ်သက်လို့ညီကလေးတို့တိရတိုင်းပဲအမြဲတမ်းလို့ကျွန်တော်တို့ကတင်းနေကတင်းနေဆိုတော့ဘောလုံးပွဲတွေကညစ်နေကြမှာမရှိတော့ဘူးဆိုလို့ရှင်တော့နေတိုင်းဆိုသလိုထုံးတဲ့တိုင်းပဲကျွန်တော်တို့ မနက်ကိုကျွန်တော်သာကိုယ်ခွဲလောက်အဲနော်မင်းပုံမှန် live တွေကျွန်တော်ပြန်ပြီးတော့သွားဖို့တော့အတက်နိုင်ဆုံးကျွန်တော်ကြိုးပမ်းမယ်နေကင်းမှာလည်းပဲသတင်းတွေကျွန်တော်ပြန်တင်ပြီးတော့ live တွေမနက်နဲ့ညအမြဲတမ်းရှိအောင်ကျွန်တော်လုပ်ပါမယ်ဆိုကျေးဇူးများတင်ပါတယ်ဆိုတော့ဒီနေ့ည watch long အစီအစဉ်မှာပြန်ပြီးတော့တွေ့ကြပါမယ်ညီကတို့အနေနဲ့လက်ရှိ premier league ဂျာဒီရဲ့နောက်ဆုံးပွဲစဉ်မှာဘယ်လိုရလက်တွေထွက်ပေါ်လာမယ်လို့ထင်ကြလဲအဲလူငယ်ကစားမိုင်းနဲ့ပတ်သက်ပြီးတော့အများကြီးတွေ့ရလိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတော့ညီကများလုံးကိုကျေးဇူးများတင်ပါတယ်